ယူကရိန်းခီးစဉ်တွင်မှမိမိရဲ့ယင်မောင်းကိုစစ်မှုထမ်းစုဆောင်တာနဲ့ကိုယ်တိုင်မြင့်မြင့်ကြုံတွေ့ခဲ့ရလို့ဟောလိဝုဒ်မင်းသမီးအင်ဂျယ်လနာဂျိုလီတောင်ထိတ်လန့်သွားပါတယ်။အင်ဂျယ်လနာဂျိုလီရဲ့လှုပ်ဝက်ယူကရိန်းနိုင်ငံခီးစဉ်တော်တွင်မှသူ့ယင်မောင်းကိုစစ်တပ်ကတားဆီးပြီးစစ်မှုထမ်းဖို့အတင်းဆွဲတာနဲ့ကြုံတွေ့ခဲ့ရပါတယ်။မင်းသမီးကယူကရိန်းနိုင်ငံစီကြိုတင်ပညာပဲအလဲပတ်သွားခဲ့တာဟာရုရှားရဲ့ကျူးကျော်စစ်တပ်ခံနေရတဲ့နိုင်ငံမှာလူသားချင်းစာနာမှုတွေပုံမှုလှုပ်ဆောင်နိုင်အောင်အားပေးကူညီဖို့ဖြစ်ပါတယ်။ဒါပေမဲ့ သူ့ရဲ့ရင်မောကတသားသစ်စုဆောင်တာနဲ့ကြုံခဲ့ရတာကတော့အင်တာနက်ပေါ်မှာတော်တော်လေးကိုလူပြောများခဲ့ပါတယ်။တစ်ဖက်မှာလည်းဒီကိစ္စကနှစ်ရှည်လာများစစ်တပ်နေရတဲ့ယူကရိန်းမှာစစ်သည်ပြက်လက်တဲ့စိုးရင်စရာအခြေအနေကိုမိမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။လူသားချင်းစာနာမှုကူညီပေးတက်ကြွလှုပ်ရှားသူတို့ဖြစ်တဲ့ဂျိုလီဟာနိုဝင်ဘာ၄ရက်နေ့ကယူကရိန်းရဲ့ရှည်တန်းစစ်မြေနာနဲ့အနီးကပ်ဆုံးတည်ရှိတဲ့ခါဆန်မြို့ကိုတွားရောက်ခဲ့ပါတယ်။ အဲ့ဒီမျိုးသူမလာနေတာဘယ်သူမှမသိပါဘူးခါဆန်ဟာရုရှားစစ်တပ်က drone တွေတုံးပြီးတော့ဘုံကျဲချတဲ့နယ်မြေလေးဖြစ်ပါလေအဲ့ဒီခီးစင်မှာလမ်းမတနေရာမှာရှိတဲ့ Ukraine စစ်တပ်စစ်ဆေးဂိတ်ရောက်တော့ဂျိုလီနဲ့တူပါလာတဲ့ Ukraine ရဲ့မော်တူကိုစစ်သားတွေစုဆောင်ရေးစံနှုန်းနဲ့ကန့်ညင်မှုရှိမရှိစစ်ဆေးကြပါလေဂျိုလီရဲ့ခီးစင်လည်းဒီနေရာမှာဆိုင်းငံ့ခံထားပါလေစစ်စင်မှုတွေအားလုံးပြီးမှတော့ဂျိုလီဟာသူ့လိုရာခီးကိုဆက်ပြီး တွားရောက်ခွင့်ရခဲ့တယ်လို့ယူကရိန်းကြီးတပ်စစ်စင်ဌာနချုပ်ကနောက်ပိုင်းမှာထုတ်ပြန်ပါတယ်ဂျိုလီရဲ့ရင်မောကတော့စစ်မှုမထမ်းမနေရစနစ်အရာတက်ထဲဝင်ရမယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်အွန်လိုင်းပေါ်ပြန့်နေတဲ့ဗီဒီယိုမှာဂျိုလီဟာတက်သားသည့်စုဆောင်ရေးဌာနမှာရင်မောနဲ့အတူရှိနေတယ်ဖော်ပြပါတယ်ဒါပေမဲ့ဗီဒီယိုရဲ့စစ်မှန်မှုကိုတော့တည်ပြုနိုင်ခြင်းမရှိပါဘူးယူကရိန်းမှာအသက်25နှစ်ကနေ60ကြာအထိတန်ဆွမ်းတဲ့မျိုးသားမှန်သမျှစစ်မှုထမ်းဖို့အကြုံးဝင်တယ်လို့သတ်မှတ်ထားပါတယ် လမ်းဒီပေါ်မှာတက်ကအရွယ်ကောင်းမျိုးသားတွေကိုတားဆီးပြီးခုလိုစစ်ဆေးတာကဖြစ်ဦးဖြစ်စဉ်လို့ဒေတာခန်တွေကပြောပါတယ်။ရင်မောင်းကိုစစ်မှုထမ်းစုဆောင်မှုခေါ်ယူတဲ့ကိစ္စမှာဂျိုလီကဝန်ဆွတ်ဖက်တာမျိုးတော့မရှိခဲ့ပါဘူး။ယူကရိန်းမီဒီယာတွေကတော့အဲ့ဒီရင်မောင်းဟာယူကရိန်းအရန်တပ်ဖွဲ့စီးရင်တဲ့ထဲသွင်းခံထားရသူလို့ဖော်ပြပါတယ်။ဂျိုလီယာကာဇန်ဒေတာမှာရှိနေစဉ်တော်တွင်စေုံတစ်ခုနဲ့ချားနေရာတွေကိုတွားခဲ့တယ်လို့မြေအောင်ဘုံခိုခြင်းတစ်ခုနဲ့ကခလီတွေကိုလည်းနှုတ်ဆက်ပါတယ် အဲ့ဒီနေရာဟာကောင်းကင်မှာပြန်ဝင်နေတဲ့ drone တွေရန်ကကာကွယ်မှုတိစောက်ထားတာပါရုရှားတက်စတင်းဌာနကတော့ဂျိုလီယာနောက်ပိုင်းမှာယူကရိန်းသမ္မတဇီလန်စကီးကိုလိမ့်မှုပြီးရင်မောင်းကိုလှုပ်ပေးဖို့မြစ်တာရဲခန်းစာပေးပို့ခဲ့တယ်လို့ဖော်ပြပေမဲ့အဲ့ဒီသတင်းချက်လက်ကိုလည်းတိကျအတည်ပြုနိုင်ခြင်းမရှိပါဘူး